မင်္ဂလာပါရှင်မူတာမီဒီယာ channel ကနေပြောပြန်လည်ကြိုဆိုလိုက်ပါတယ်စကိုင်းတိုင်းဒေတာကြီးဝက်လဲမျိုးမှာကာသမာရီနဲ့ဒေတာကန်ပြည်သူတွေဟာ PDF လက်နက်ကအဖွဲ့တွေနဲ့ပါတော်လုံးအဖွဲ့တွေကိုစန်တာပြလေးရဲ့ရှင်းနေတယ်လို့သိရပါတယ်ဒေဥဒန်ဖိုင်ထဲမှာတော့ဝက်လဲမျိုးနဲ့အတွင်း PDF လက်နက်ကအဖွဲ့တွေအပေါ်ဒေတာကန်ပြည်သူတွေစန်တာပြနေရဲ့အခြေအနေနဲ့ PDF အဖွဲ့တွေအပေါ်ဒေတာကန်ပြည်သူတွေဘယ်လိုသဘောထားမျိုးရှိနေပြီလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ် ဒီစီစဉ်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like ရန် Share လေးလုပ်ပေးပါအောင်ရှင်။ပြည်သက်ကြီးမြန်မာနိုင်ငံမှာ2021ခုနှစ်ကနိုင်ငံရေးပြဿနာတွေဖြစ်လာခဲ့ပြီးနောက်နည်းနည်းကိုင်းတိုက်ပွဲတွေဖြစ်လာခဲ့တာဟာ၄နှစ်ကျော်လာပြီဖြစ်ပါတယ်။၄နှစ်ကျော်ကာလအတွင်းမှာ NASA ကအစိုးရကိုစန့်ကျင်နေတဲ့တိုင်းဒေသနဲ့ကအဖွဲ့နဲ့ PDF အဖွဲ့တွေဟာ၎င်းတို့ထိန်းချုပ်ထားတဲ့ဒေတာတွေမှာ ြည်သူတွေကိုတနှက်နဲ့ဖိနှိပ်အနိုင်ကျင့်မှုတွေလှုံ့ဆော်ခဲ့ရ။လက်ရှိချိန်မှာပြည်သူတွေက PDF အဖွဲ့တွေနဲ့တိုင်းသာလနဲ့ကန်အဖွဲ့တွေအပေါ်မကြေမနက်ဖြစ်လာခဲ့ပြီးစန္ဒပြတောင်းဆိုတာတွေရှိလာခဲ့ပါတယ်။နာဆာကအဆိုအရကိုစန့်ချန်တွေရဲ့ NUG နောက်ကန် PDF အဖွဲ့တွေဟာ၎င်းတို့အဖွဲ့ကိုပြည်သူကာကွယ်ရေးလို့အမည်ပေးထားပေမဲ့ပြည်သူကိုကာကွယ်ပေးရမျိုးမဟုတ်ဘဲဖိနှိပ်အနိုင်ကျင့်တာတွေစက်ကြီးတောင်းတာတွေသာလှုံ့ဆော်နေရလို့သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကလည်းစကိုင်းတိုင်းဒေသကြီးဝက်လယ်မြို့နယ်မှာ PDF လက်နက်ကအဖွဲ့နဲ့ပအဖအဖွဲ့တွေကဂိတ်ဝင့်ကငွေကြေးအဆမတန်တောင်းခံနေမှုကြောင့်ကာသမာရီနဲ့ဒေသခံပြည်သူတွေကဆန္ဒပြတောင်းဆိုခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေနဲ့ကာသမာရီဟာဇွန်လ17ရက်ကနေ23ရက်နေ့အထိဝက်လယ်ရှိမကာလန်နဲ့ဝက်လက်ပေါကံလန်းတွေမှာကားအစီးအရေရာနေချီပြီးပိတ်ဆို့ဆန္ဒပြနေရဖြစ်ပါတယ်။ဝက်လက်မျိုးနဲ့ပအဖအဖွဲ့နဲ့ PDF အဖွဲ့တွေဟာ73စီတည်တဲ့ကားတွေဆိုရင် စီတပေပါကိုစက်တထောင်ခွဲကောက်ခံတာကြောင့်ပေပါ70စီတည်လာတဲ့ကားတွေဆိုရင်အနည်းဆုံးငွေကျပ်တသိန်းခွဲတိပေးဆောင်နေရတာကြောင့်ရှော့ကောက်ဖို့ပြည်သူတွေကတောင်းဆိုကြရကနေစန္ဒာပြပွဲတွေဖြစ်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဝက်လက်မျိုးနဲ့ရှေမကာတိုက်နယ်မှာပအဖအဖွဲ့ရဲ့ဘိုရန်ဂိတ်မှာငွေကြေးအဆမတန်တောင်းနေတဲ့အတွက်ပြည်သူတွေကစန္ဒာပြကြရဖြစ်ပြီးကားတွေလည်းလမ်းပေါ်ရပ်တန့်ထားတယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။ဝက်လက်မျိုးနဲ့ပါပါအဖွဲနဲ့ PDF အဖွဲတွေဟာဖြတ်တန်းကအဖြစ် စီတပေပါကိုစက်တတောင်းခွင်းနှုံးမှ စတင်ကောက်ခံနေပေမဲ့ဒေသတိုးတက်ရေးအတွက်ဆောင်ရွက်ခြင်းမျိုးမတွေ့ရပဲ။၎င်းတို့ကိုကြိုးစီပါအတွက်သာရယူအသုံးပြုနေခြင်းမျိုးဖြစ်တယ်လို့ဒေသခံပြည်သူတွေကဝေဖန်ပြစ်တင်ကြပါတယ်။ရှားနေချီရဲ့ပြည်သူတွေရဲ့စန္ဒထုတ်ဖော်မှုမှာပါကာဖာနဲ့အခွန်နဲ့သက်ဆိုင်လို့လား။ NUG အခွန်ကောက်ခွင့်တရားဝင်ပေးထားတာလား။ ီသူတွေကကုမ္ပဏီထောင်ပွင့်မဟုတ်ဘူး။ဝမ်းရည်အတွက်ရှာဖွေနေရ။ကြားကြောင်းတို့ရှင်ကြီးကိုရှင်ကြီးကြားထည့်ဆိုကိုကျင်းစာပါရှင်ကြီးရဲ့ကျုပ်တို့တွေကပြည်သူတွေပါ။စားတဲ့အစာသားတွေကို ရေးသားထားတဲ့ဆိုင်းပုတ်တွေကန်ဆောင်ဆန္ဒပြခဲ့လို့သိရပါတယ်။ဝိုင်လန်မြုပ်ကန်တူကငွေကောက်တာများတယ်။ကားကြီးတွေဆိုတသိန်းတောင်းတယ်၊နှစ်သိန်းတောင်းတယ်၊သုံးသိန်းတောင်းတယ်။တခါတလေလည်းမနေဘူးတောင်းကြတာ။မခံနိုင်တဲ့ပြည်သူတွေကဆန္ဒပြကြတာ။သူတို့ကလည်းလက်နဲ့ခေရန်တွေနဲ့ဆိုတော့ခက်တော့ခက်သားဗျ။ ပြောရတာမင်းကုံးလေးရွာနာမှာဖြစ်နေတာပေါ့ကားတွေကိုရက်ပြီးစန်တာပြတာအစည်းရေကယာကနန်းတီရှိနိုင်တယ်ကားတွေပိတ်ကုန်နေအတေးကတော့သူတို့ကအခွန်ကိုတိုးကောက်တော့ပြည်သူတွေမှာကုံစင်းနှုံတက်တယ်အကောင်ဒုက္ခရောက်ကုန်တာပေါ့ပို့ဆိုတာကမချင်းမငယ်ပြန်ပြောတာမျိုးပေါ့စက်စံကြီးရလဲငါလက်နဲ့ရှိရယ်ငါပြောတာအမှန်ဆိုတဲ့အချို့မျိုးလုံးဆောင်ကြတယ်ဒေသခံပြည်သူတွေကလည်း PDF အုပ်ဖွဲ့တွေရဲ့လက်နဲ့ပြအနိုင်ကျင့်မှုတွေကို တီးမကန်နိုင်တော့လို့ပွင့်ထွက်တဲ့ပဲပြောပြရစီဆိုပြီးတော့ပြောပါတယ်။ရွှေဘိုမျိုးနဲ့ဝက်လက်မျိုးနဲ့အပါဝင်၎င်းဒေသတဝိုင်းမှာ PDF အဖွဲ့တွေဟာငွေကြေးအစမတန်တောင်းခံမှုတွေကြောင့်နာမည်ကြီးနေပြီးတော့ပြည်သူတွေအကြအခက်အခဲရှိနေရာမတည်နှံ့မှုကိုတတ်နိုင်တဲ့ပုံစံမျိုးနဲ့စန္ဒာပြတောင်းဆိုကြရမျိုးဖြစ်ပါတယ်။ဝက်လက်မျိုးနဲ့မှာဖြစ်ပွားတဲ့စန္ဒာပြမှုအတွင်ဝက်လက်မျိုးနဲ့ပအဖအဖွဲ့နဲ့ PDF အဖွဲ့တွေဟာစန္ဒာပြပွဲမှာပါဝင်သူတွေကိုဖမ်းဆီးဖို့ကြိုးပမ်းကြရ စန္ဒာပြပွဲမှာပါဝင်ခဲ့သူတွေနဲ့ထိတိုက်တွဲဆောင်မှုတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။ PDF နဲ့ကအဖွဲ့တွေထိန်းချုပ်ထားတဲ့အညာဒေတာရှိမျိုးနယ်တွေမှာရန်ပုံငွေအတွက်လိုအကြောင်းပြကဂိတ်တွေဖွင့်လှစ်ပြီးအခွန်တွေကောက်ခံရာနောက်ပိုင်းမှာအခွန်ကောက်ခံတဲ့ဂိတ်တွေမှာငွေကြေးအမြောက်များကောက်ခံခြင်းအခွန်ပေးဆောင်ရတဲ့ဂိတ်တွေပေါများလာခြင်းကြောင့်ဒေတာခံပြည်သူတွေအတွက်ဝန်တော့ဝန်ပိုးတွေဖြစ်လာတယ်လို့သိရပါတယ်။အခွန်ကောက်ခံရာမှာကာတစည်းကို ကျပ်သိန်း20အထိတောင်းယူတာမျိုးတွေရှိနေရကာသမားတွေဟာ PDF အဖွဲ့တွေကိုမကြေနပ်မှုမြင့်တက်လာခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ကုန်ကားသမားတို့က PDF အဖွဲ့တွေဟာပစ္စည်းတွေများရင်များတယ်လို့ကားတစီးကိုသိန်း20 25သိန်းအထိတောင်းတာမျိုးရှိရယ်။အဲ့ဒီခါကျတော့ကားသမားတွေမကြေနပ်တော့ဘူး PDF အဖွဲ့တွေဟာလက်နဲ့ပြပြီးပြည်သူတွေကိုဓမြတိုက်တယ်လို့လှုံ့ဆော်လာပဲဖြစ်ပါတယ်။လက်နဲ့ကင်တော်လန်ရေးကောင်းစဉ်ပြပြီး ကိုကျိုးစီပွားရှာနေတာမျိုးသာဖြစ်တယ်လို့ပြောပါတယ်။မြန်မာနိုင်ငံတဝမ်းမှာတိုင်းဒါလနဲ့ကအဖွဲတွေနဲ့ PDF လနဲ့ကအဖွဲတွေဟာ၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေဒေသတွေမှာအတင်းကျပ်ငွေကြေးကောက်ခံတာအခွန်ကောက်ခံတာတွေလှုပ်ဆောင်ခဲ့ရာဒေသခံပြည်သူတွေဟာအခက်အခဲများစွာရင်ဆိုင်နေရလို့သိရပါတယ်။ဝက်လက်မြို့နယ်အတွင်း PDF လနဲ့ကအဖွဲတွေရဲ့အတင်းကျပ်ငွေကြေးကောက်ခံခြင်းကိုနာဆာကအစိုးရကိုစံကြယ်နေတဲ့သူတွေကိုယ်တိုင်ဝေဖန်ပြတင်လာခဲ့လို့သိရပါတယ်။ မေဦးတော်လန်ရေးဆရာတော်အမေရှိရဲ့အကောင့်တစ်ခုကလည်းဝက်လက်ရွှေဘူဒီပဲရင်ကပါသုံးလုံးနေပြည်သူကိုလူပါဝတာပြီးတော်တော်များနေပြီးတော်တော်တရားလုံးနေပြီးပြာဆိုပြီးတော့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းတောင်းဖော်ပြထားပါတယ်။ဒါအပြင် NUG လောက်ခံအဖွဲ့တွေဟာ၎င်းတို့ထိန်းချုပ်ရာဒေသတွေမှာငွေရမယ့်လမ်းကြောင်းတွေကိုမောင်းပိုင်စီးထားတယ်လို့လည်းဒေသခံတအူကဆိုပါတယ်။ဒေသခံတအူက NUG ရဲ့လောက်ခံအဖွဲ့ပါသုံးလုံးတွေ အဲ့ဒီနေရာမကောက်ဘူးတခြားနေရာတွေမှာလည်းလူပါဝါကြတယ်။ဝေဝင်လမ်းကြောင်းအားလုံးသူတို့ပဲမောင်းပိုင်ယူထားကြတယ်။ပြည်သူတွေစားဖို့လောက်ခွင့်မပေးအနိုင်ကျင့်ရိုက်နှဲကြတယ်။မြေပြင်အမှန်ပဲဆိုပြီးတော့ဆိုပါတယ်။ဝက်လက်မြို့နယ်မှာဒေသပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအပြင်ရွှေဘိုခရိုင်မှတရင်တွေရွှေဘိုမြို့နယ်အဖွဲ့တွေမန္တလေးဘက်မှ UG တွေ PDF တပ်ဖွဲ့တွေအပါအဝင်နနက်ကောင်အဖွဲ့အများပြရှိနေပြီးတော့အကွန်ကပြည်သနာအပြင်ကိုဂျိုစီပါအရာတပ်ဖွဲ့ဝင်အချင်းချင်းဖန်စီတပ်ဖြတ်ချင်း ပြည်သူအပေါ်လက်နက်အားကိုနဲ့အနိုင်ကျင့်မှုစသဖြင့်ပြဿနာများစွာဖြစ်ပွားနေရာအန်ယူဂျီအဖွဲ့ကတရားစွာကင်တွယ်ဖြစ်ရှင်းနိုင်ခြင်းမရှိဘူးလို့သိရပါတယ်။လက်ရှိချိန်မှာ PDF အဖွဲ့တွေဟာတော်လိုင်းရေးကောင်းစဉ်ပြကအွန်လိုင်းကတဆင့်အလူကန်ချင်းတွေအပြင်၎င်းတို့ထိန်းချုပ်ရာဒေတာတွေမှာလည်းလက်နက်ပြပြီးဒေတာကန်ပြည်သူတွေကိုဖိနှိပ်အနိုင်ကျင့်ခြင်းငွေကြေးတောင်းခံခြင်းတွေမကြခဏလှုံ့ဆော်နေရဒေတာကန်ပြည်သူတွေက စိတ်ဆိုးဒေါသဖြစ်နေတယ်လို့သိရပါတယ်။အညာဒေတာကန်တအူက ဒီကောင်တွေကလက်နဲ့ကင်တော်လန်ရေးခေါင်းစဉ်ပြပြီးပြည်သူတွေကိုအနိုင်ကျင့်နေတာဓမြတိုက်နေရပဲပြည်သူတွေဟာ PDF လက်နဲ့ကင်အဖွဲ့တွေရဲ့ဗိုလ်ချုပ်မှုကိုခေါင်းကုပ်ခံရမယ်ဆိုရင်ဒီထက်ပိုဆိုးလာဖို့ပဲရှိရယ်ကျွန်တော်တို့ပြည်သူတွေဟာဒီ PDF လက်နဲ့ကင်အဖွဲ့တွေရဲ့ဖိနှိပ်အနိုင်ကျင့်တာတွေကိုခေါင်းကုပ်မခံသင့်တော့ဘူးတန်းနိုင်တဲ့ပုံစံမျိုးနဲ့တုံ့ပြန်ရမယ်လို့ပြောပါတယ်ဝက်လက်မျိုးဟာမြန်မာနိုင်ငံအလဲပိုင်းသခိုင်းတိုင်းရွှေဘိုခရိုင်မှာတည်ရှိရဲ့မျိုးငံလေးတစ်မျိုးဖြစ်ပြီးကျေးရွာအုပ်စုပေါင်း69အုပ်စု မြို့ပေါ်ရက်ွက်သည်၃ရက်ွက်နှင့်ဖွဲ့စည်းထားပြီးအရှိဘက်မှာအေယာရီမြစ်အနောက်ဘက်မှာမိုးမြစ်တောင်ဘက်မှာသကိုင်းမြို့နယ်နဲ့မြောက်ဘက်မှာရွှေဘိုမြို့နယ်တို့နဲ့နန္ဒမိတ်ချင်းထိစပ်လျက်ရှိနေပါတယ်။ဝက်လက်မြို့ဟာမန္တလေးမြစ်ကြီးနားမြစ်ရထားလမ်းပေါ်မှာတည်ရှိပြီးတော့ဝက်လက်မြို့ဟာရွှေဘိုမြို့ရဲ့တောင်ဘက်၁၈မိုင်အကွာသကိုင်းမြစ်ကြီးနားမြစ်ရထားလမ်းပေါ်မှာတည်ရှိပါတယ်။လက်ရှိအချိန်မှာဒေသခံကားသမားတွေနဲ့ပြည်သူတွေဟာဝက်လက်မြို့နယ်အတွင်းရှိ PDF လက်နက်ကအဖွဲ့တွေရဲ့လောက်ရက်ကို မတင်တတ်တဲ့အတွက်စင်တာပြနေပေမဲ့ NUG အဖွဲ့ကလည်းတစုံတရာဖြည့်ရှင်းပေးနိုင်ခြင်းမရှိအောင်ဒေသခံပြည်သူတွေရဲ့ဘဝတွေဟာဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံကိုရှင်းဆိုင်နေရတယ်လို့ဆိုနိုင်ပါရဲ့ရှင်